ဒါချိုကလက်စားရင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲအရသာမျိုးမျိုးပြင်ဆင်ဈေးကွက်တင်စားသုံးကြတဲ့အထဲကနေပြီးတော့အနက်ရောင်ချိုကလက်ဒက်ချိုကလက်ကနေရနိုင်တဲ့အကျိုးရလဒ်တွေကိုကြည့်ကြမယ်တကြား no အနက်အရသာမုံစတာတွေပတ်ဝန်းမှုနည်းတဲ့ကုကူဘင်းတတိမြများပါတဲ့ဒက်ချိုကလက်ကကျန်းမာရေးရဲ့အစားအစာတစ်ခုပါနံပါတ်1အိုမင်းချင်းကို တားဆီးနိုင်တဲ့ antioxidant ကျွေးဝါတယ် နမနဲ့နှလုံးကျန်းမာစေတယ်။နှလုံးကျန်းမာစေဆိုတာသွေးလည်ပတ်မှုကောင်းမှုလို့ရတယ်။သူကသွေးလည်ပတ်မှုကောင်းစေတော့နှလုံးကျန်းမာဖို့အားပေးနိုင်တာပေါ့။တစ်ဆက်တည်းမှာခန္ဓာကိုယ်မှာသွေးလည်ပတ်မှုပုံမှန်လည်ပတ်စေလို့သွေးဖိအားလျော့ပါစေလို့သွေးတိုးကျစေတာပေါ့။နံပါတ်3ရောင်ရမ်းခြင်းနှဲပါစေတဲ့ဖလာဗိုနောဆိုတဲ့ဓာတ်သတ္တိကျွေးဝါတယ်။ flavor နဲ့မြင်ရပါတဲ့ dark chocolate စားပြီးရင်ခန္ဓာကိုယ်နေရာအနှံ့မှာဖြစ်တတ်တဲ့ရောင်ရမ်းခြင်းဖြစ်စေကိုလျော့စေတဲ့တင်းကျပ်နာကျင်မဲ့ခံစားချက်မျိုးကိုနည်းလာစေရဆိုတဲ့သဘောပေါ့။နံပါတ်၄အဆီဘိုတွေကိုလျော့စေတယ်။ကိုကိုရာနှုန်း80ပါတဲ့ dark chocolate 2g ကိုနေ့စဉ်စားပြီးမယ်ဆိုရင်6လအကြာမှာကိုယ်ခန္ဓာကိုယ်ရဲ့မကောင်းတဲ့အဆီဘိုတွေလျော့လာရဲဆိုတာသူတည်တနာလို့ရမှာတွေ့ရှိထားပါတယ်။ မျက်မှတ်ကစိတ်ပြည့်စည်မှု stress ရောကြစေတဲ့တက်တီလေသူ့မှာပါဝင်ပါတယ်နော်နံပါတ်6မြေပြောင်းလွယ်တာတွေနောက်နှေးသွားမယ်ဒေါက်ချိုကလက်စာရင်အုံနောက်မှာရှိတဲ့သွေးကြောသွေးသွေးလေးတွေမှာသွေးစီးဆင်းလေပတ်မှုအားကိုကောင်းမွန်စေတယ်ဒီတော့မေးတက်တဲ့အချိန်ညားလာတာပဲဖြစ်ဖြစ်အသက်အရွယ်ရလာလို့မေးပြောင်းလွယ်တတ်တာမျိုးဖြစ်လာတာဆိုရင်တော့မေးလွယ်ပြောင်းလွယ်အခြေအနေတွေကိုတိုက်ဖြတ်ပေးဖို့ဒေါက်ချိုကလက်ကိုစားပေးတင်ပါတယ် ူကနေပြောင်းလဲယောဂါလို့ခေါ်တဲ့ Alzheimer, Parkinson စတဲ့အုန်းနှောက်မှာဖြစ်တတ်တဲ့ယောဂါတွေကိုကာကွယ်ပေးပါတယ်။အကယ်၍များကိုကဒတ်ချိုကလက်ကိုမရွေးမိပဲတကြားနွားနိုးအနက်ရတာများများပါရအောင်ပြင်ဆင်ထားတဲ့ချိုကလက်အချို့ကိုမှစိုက်တဲ့သူရွေးချယ်စားတုံးတဲ့သူဆိုရင်တော့ဒတ်ချိုကလက်စီကဒီလိုကြိုးကျစီတွေရဖို့တော့နေသွားနိုင်ပါတယ်။